ဟုတ်တာလုတ်တဲ့သူကတော့အချိန်တိုင်းတော့ပေါ်မှာပဲပေါ့နော်ဆိုတော့ဒီစပွန်ဆာအရာတွေကကျတော့လက်ခံတဲ့သူနဲ့လက်မခံတဲ့သူပေါ်မှာပဲမူတည်သွားပါတယ်လူမသိသူမသိနဲ့လက်ခံနေတဲ့သူတွေလည်းအများကြီးရှိတယ်လို့ပေါ့နော်ငါတို့ရဲ့အမှုပညာလောကကြီးကဒီလိုစပွန်ဆာယူမှပဲနေရာရတော့မှာလား စပေါ်ဆောင်မျိုးပဲနဲ့ရောကို့အရေးချင်းနဲ့ကိုမအောင်မြင်နိုင်တော့ဘူးလားဆိုတော့အရာမျိုးတွေခန်းစားခဲ့ရတာမျိုးတွေအများကြီးကြုံတွေ့ခဲ့ရဘူးပါတယ်ဒီအမှုပညာသမားမှန်လို့ရှိရင်စပေါ်ဆာရှိကိုရှိရဆိုတာဒါဝက်လုံးနဲ့ပတ်ရန်လို့မှမရတာအာအနေထားအရန်တိတာလုံးနဲ့ကွာတချို့တွေဆိုလို့ရှိရင်ဘာအလုပ်ကင်မှမရှိဘဲနဲ့ဟိုခီးတွေထွက်တယ် branded aid တွေကင်တဲ့သူတွေလည်းအများကြီးရှိရပဲလေဒါတို့တော့ပြောလို့မရအောင်အပြစ်ပြောလို့မရအောင်ဒါတို့ရဲ့ပျော်ရွှင်မှုတို့ရဲ့လက်ခံမှုပေါ်မှာပဲမူတည်တာပေါ့လေ miss ပူပူနွေနွေရတဲ့အချိန်တုန်းကလည်းအဲ့လိုပြောခံရတာပဲ sponsor ပေးမယ်ယူမလားဆိုတဲ့ဟာမျိုးကြုံတွေ့ ရပဲချူကအဲ့လိုပုံစံမျိုးမဟုတ်ဘူးချူကအဲ့လိုမျိုးလက်ခံနေသူမဟုတ်ဘူးဆိုကောင်းကောင်းမွန်မွန်ပဲချူပြောခဲ့တာချူကအဲ့လိုမျိုးလာပြောလို့ရှိရင်ချူကဘယ်တော့မှအဲ့လိုမျိုးလှုပ်ရှားမဲ့သူလည်းမဟုတ်ဘူးစပွန်ဆာယူမဲ့သူလည်းမဟုတ်ဘူးကို့အရေးချင်းနဲ့ကို့တက်မယ်ပေါ့နော်ကိုကတော့ဟိုသူတို့ဆဲဆိုပြီးတော့အာနင်တို့ကငါ့ကိုဘာလို့အဲ့လိုလာပြောဆဲဆိုနေလို့မရအောင်အဲညီမအဲ့လိုမဟုတ်ဘူးညီမအဲ့လိုပုံစံမဟုတ်ဘူးစုံစမ်းကြည့်ပါဘယ်တော့မှလည်းတခါမှအဲ့လိုမျိုးမလုပ်ဘူးဆိုပြီးကောင်းကောင်းမွန်မွန်ပဲပြောခဲ့ရပါရှိတယ်။တက်ရွယ်ရလာတဲ့အခါမှာတော့ဒီအရာတွေကဘယ်လိုပြောရမလဲ နောကျင်နေပြီပေါ့ကြာဘူးနာဝရရှိနောကျင်အော်လာပြန်ပြီပေါ့သိရမလားအဲ့လိုအဲ့လိုပါပဲကိုကိုတိုင်းအနေမှန်ဖို့လူတာပေါ့လေကိုကိုတိုင်းကောင်းကောင်းမွန်မွန်ပြောဆိုပြီးညင်းတို့ကဘာမှနှောက်ရှက်မှာမဟုတ်အဓိကလက်ခံတဲ့သူပေါ်မှာပဲမူတည်ပါတယ်အာဒီကပူးလေးကဒီထဲမှာကျတော့ဟိုပတ်စံရှိရယ်တထေးသမီးတယောက်ပေါ့နော်ဒါပေမဲ့အာဒီကိုနေဝင်းကိုနေဝင်းနဲ့မိဘတွေရာသဘောတူထားပြီးတော့ကိုနေဝင်းကိုဟိုကိုကတစ်ဖက်သက်ကြိုက်ရတာပေါ့ကိုနေဝင်းကကျတော့ဒီထဲမှာသူကနည်းနည်းအပျော်ပါလေးကိုပို့ပြီး မှတ်တယ်။ तू က main ကလေးတွေပေါ်မှာတိတ်ပြီး serious တိတ်မထားအောင်အာကိုကိုနဲ့ကအများနဲ့တပူတော်တော်လေးရှိနေရဆိုပေမဲ့နောက်ပိုင်း तू ချစ်တဲ့ तू တကယ်တွေ့တဲ့အခါမှာကိုကပြန်ပြီးတော့အာကိုကိုတကယ်ချစ်တဲ့အချက်ကိုအာပြန်ပြီးသူ့နားလဲအောင်လို့ပေါ့နော် ပြန်ပြီးအာလက်စားချေရည်လည်းပါတယ်ပြီးတော့နောက်ပိုင်းဒီ trips လောက်ထားတဲ့အရာတွေကိုလည်းကိုကပြန်ပြီးတော့ကယ်ရမယ့်အရာလေးပေါ့လောက်ကတော့တော်တော်လေးအာမိုက်ပါတယ် ဟုတ်ရှိရဲ့ချူဇက်ဇက်ကတော်တော်များများအရင်ထဲကလည်းချူပြောဖို့ပါတယ်ချူကအဲဇလန်းတစ်ခုမှာကာရိုက်တာရတဲ့လောက်ွက်ရတဲ့အပေါ်မှာမူတည်ပြီးတော့ချူလက်ခံဖြစ်တာများရယ်ပေါ့နော်အဲဆိုတော့ဒီကားလေးကိုလည်းလက်ခံဖြစ်တာအဲဒါဒီထဲမှာကိုနေဝင်းရောပိုးရောအဲပါတယ်ဆိုတော့ဒါကိုတွဲရိုက်ချင်တဲ့သူတွေပဲပြီးတော့ကိုလည်းအဲနေရာတနေရာရတယ်လောက်ွက်လည်းရတယ်ဖြစ်တဲ့အတွက်ဒီကားလေးကိုဝမ်းပန်းတက်တာနဲ့ပဲ လက်ခံဖြစ်တာပါအမကကျတော့ဒီထဲမှာလုံးဝတက်သီးတသန့်ကိုအလှလေးပဲလှပေးရမှာပေါ့အမကလုံးဝဒီထဲမှာလုံးဝကိုလှပပေးနေရမှာပေါ့ကိုကကျတော့အဲ့ထဲမှာ miss တယောက်လည်းဖြစ်တာ哦ဆိုတော့ miss တယောက်လည်းဖြစ်တယ် crown နေလည်းရထားတယ်အဲ့ထဲမှာကိုကပတ်စံရှိရဲ့မိဘဆင်းသက်လာရဆိုပေမဲ့အဲ့ထဲမှာကိုနေဝင်းကကိုကို sponsor ပေးထားမှာကိုကအဲ့လို miss တယောက်ပေါ့နော် လှပေးနေရတယ်။ Okay အမတ်တရားကြီးပြန်ရတော့အပြန်ရသွားပါဘာဖြစ်ဖြစ်ကိုလည်းဒီ miss တယောက်လည်းဖြစ်ခဲ့တာဆိုတော့ကိုရဲ့အဲစူးစမ်းခဲ့ရတဲ့ဟာလေးလည်းပြန်ပြီးအမှတ်ရတာပေါ့လေဟုတ်ဟို miss တယောက် character ကလည်း trait တွေပြင်စရာပြင်ဆင်စရာမလိုဘူးပေါ့ကိုကလည်း miss တယောက်ဖြစ်နေတာဆိုတော့အဲ့ဒီအရာတော့ကတော့အရင် attention မရှိဘူးပေါ့နော်ဒါပေမဲ့ဒီထဲမှာ character လေးလောက်ွက်ကလေးရာလည်းရှိရဆိုတော့အဲ့ဒီဇလန်းပေါ်မှာပဲမူတည်ပြီးတော့ပြီးတော့ ကိုကဒီထဲမှာ producer ကလည်းပြောတယ် director ကလည်းပြောတယ်ချူစင်ကဒီထဲမှာလုံးဝ လှပဲလှနေပြင်ရပြီဆိုတော့လှလှပပလေးဝစ်စားဖို့အတွက်အဝစ်စားပိုင်းနေပါရောအကောင်းဆုံးတော့ပြင်ဆင်နေပါရဲ့ဟုတ်ပထမ producer ကိုမေးလိုက်တယ်ဒီထဲမှာလို့ချူကကိုနေဝင်က sponsor ပေးထားရတာဆိုတော့ချူကပတ်စံမရှိရလားလို့ဆိုတော့မဟုတ်ဘူးတဲ့ပတ်စံရှိရချမ်းသာတယ်ဒါပေမဲ့ sponsor ပေးတယ်ဆိုတာလည်းဟိုလိုမျိုးကြီး sponsor ပေးထားတာမဟုတ်ဘူးအာဒါ तू က तू ကို night ကိုကဒါ main ကလေးတွေကို तू ကအထဲလဲတွဲတာအထဲလဲတွဲတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးအန်းထားရတယ်ဆိုတော့အတိတ်ပဲပေါ့ဟိုလိုမျိုးကြီးဟို sponsor မျိုးကြီးမဟုတ်ဘူးကွာဒီလားပတ်စံမရှိလို့ sponsor အာပေး ထားတဲ့ဟာမျိုးမဟုတ်ပဲနဲ့အဲသူကအလိုမိန်ကလေးတို့အမ်းပြီးတော့တွေ့ရနောက်ပိုင်းညမှသူတကယ်ချက်တဲ့သူကိုတွေ့သွားတဲ့အခါမှာကိုကကြတော့ကိုနေဝင်းကိုတကယ်ချက်တာတကယ်ချက်တဲ့ကိုရဲ့အချက်ကိုတတ်သိပြချင်တဲ့အနေနဲ့နောက်ပိုင်းမှာသူတို့ကိုပြန်ပြီးတော့ကယ်တဲ့ဟာရောပြန်ပါတာပေါ့လေဟုတ်ဒါကတော့အမှုပညာသမားမှမဟုတ်ဘူး ဒါဟိုလူတိုင်းမှာဒီအရာတွေကကြုံတွေ့ရမယ့်အရာတွေပဲအာ main ကလေးတယောက်ပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ယောက်ျားလေးလည်း sponsor ပေးခြင်းနဲ့သူတွေအများကြီးရှိသူ main ကလေးလည်း sponsor ပေးခြင်းနဲ့သူတွေအများကြီးရှိမှာပဲအဲ့ဒီပုံမှာမှလက်ခံတဲ့သူရှိသလိုလက်မခံတဲ့သူရှိမယ်မဟုတ်တာလုပ်တဲ့သူကတော့အချိန်တိုင်းတော့ပုံမှာပဲပေါ့နော်ဆိုတော့ဒီပုံမှာမူတည်ပြီးတော့ဒီ sponsor အရာတွေကကျတော့ဘယ်လိုပြောရမလဲ အဲခုနပြောသလိုပဲလက်ခံတဲ့သူနဲ့လက်မခံတဲ့သူအပေါ်မှာပဲမူတည်သွားပါတယ်လူမသိသူမသိနဲ့လက်ခံနေတဲ့သူတွေလည်းအများကြီးရှိသလိုပေါ့နော်အဓိကကတော့အာဒီ sponsor ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့အများကြီးတော့အထွေထွေတော့မရှိပါဘူးဘာလို့ဆိုကိုကိုနိုင်လည်းအဲ့လိုပြောခံရခါမျိုးတွေရှိတယ်ဒါပေမဲ့ကိုကိုလက်မခံတဲ့အတွက်ဒီຢာတွေကဘာမှဖြစ်လာစရာအကြောင်းမရှိဘူးပေါ့နော်ဒီအမှုပညာသမားမှန်လို့ရှိရင် sponsor ရှိကိုရှိရဆိုတာဒါဝက်လုံးနဲ့ပတ်ရမ်းလို့မှမရတာ အအနေထားအရင်တိတာလုံးနဲ့ကွာအဘယ်လိုပြောရမလဲတချို့တွေဆိုလို့ရှိရင်ဘာအလုပ်ကင်မှမရှိဘဲနဲ့ဟိုခီးတွေထွက်တယ် branded 8တွေကင်တဲ့သူတွေလည်းအများကြီးရှိရပဲလေဒါတို့တို့တော့ပြောလို့မရအောင်အပြစ်ပြောလို့မရအောင်ဒါတို့ရဲ့ပျော်ရွှင်မှုတို့ရဲ့လက်ခံမှုပုံမှာပဲမူတည်တာပေါ့လေချူကအဲ့လိုပုံစံမျိုးမဟုတ်ဘူးချူကအဲ့လိုမျိုးလက်ခံတဲ့သူမဟုတ်ဘူးဆိုကောင်းကောင်းမွန်မွန်ပဲချူပြောခဲ့တာချူကအဲ့လိုမျိုးလာပြောလို့ရှိရင်ချူကဘယ်တော့မှအဲ့လိုမျိုးလှုပ်ရှားမဲ့သူလည်းမဟုတ်ဘူး sponsor ယူမဲ့သူလည်းမဟုတ်ဘူးကို့အရေးချင်းနဲ့ကို့တက်မယ်ပေါ့နော်အဲဘယ်တော့မှလည်းအဲ့လိုမျိုးလာပြောတဲ့သူတွေကရှိပါတယ်ဒါကတော့တို့ အပြစ်သွားပြောလို့မရဘူးသူတို့ကတော့ဒါရမလားဆိုပြီးတော့ဒါစပွန်ဆာပေးကြရပါပဲလေဆိုတော့အဲ့ဒီပုံမှန်မူတည်ပြီးတော့ကိုကတော့ဟိုသူတို့ဆဲဆိုပြီးတော့အာနင်တို့ကငါ့ကိုဘာလို့အဲ့လိုလာပြီးတော့ဆဲဆိုနေလို့မရဘူးအညီမအဲ့လိုမဟုတ်ဘူးညီမအဲ့လိုပုံစံမဟုတ်ဘူးစုံစမ်းကြည့်ပါဘယ်တော့မှလည်းတခါမှအဲ့လိုမျိုးမလုပ်ဘူးဆိုပြီးကောင်းကောင်းမွန်မွန်ပဲပြောခဲ့တာပဲရှိတယ်။သူတို့ကလည်းအဲ့ဒါကြီးကိုနင်းပြီးတော့အာလောက်ကိုလောက်ရမယ်ယူယူရမယ်ဆိုတာမျိုးအဲ့လိုမျိုးစော်ကားမော်ကားလောက်တာမျိုးမရှိဘူး။အဓိက ကိုကိုတိုင်းအနေမှန်မို့လူတာပေါ့လေကိုကိုတိုင်းကောင်းကောင်းမွန်မွန်ပြောဆိုပြီးညင်းတို့ကဘာမှနှောက်ရှက်မှာမဟုတ်အဓိကလက်ခံတဲ့သူပေါ်မှာပဲမူတည်ပါတယ်မရင်ချက်တဲ့အချိန်ခင်ခါတော့ချူမစ်ပူပူနွေနွေရတဲ့အချိန်တော့လည်းအဲ့လိုပြောခံရတာပဲစပွန်ဆာပေးမယ်ယူမလားဆိုတဲ့ဟာမျိုးကြုံတွေ့ရပါအဲ့ဒီအချိန်တော့ကိုကဘယ်လိုပြောရမလဲဒီအရာတွေပေါ်မှာပေါ့နော်လိုက်ပြီးခံစားတာပေါ့လေဟဲ့ငါ့ကိုဘာဖြစ်လို့တို့ကအဲ့လိုထင်ရတာလဲငါကဘာဖြစ်နေလို့လဲပေါ့နော် ငါတို့ငါတို့ရဲ့အမှုပညာလောကကြီးကဒီလိုစပွန်ဆာယူမှပဲနေရာရတော့မှာလားစပွန်ဆာမယူဘဲနဲ့ရောကို့အရေးချင်းနဲ့ကိုမအောင်မြင်နိုင်တော့ဘူးလားဆိုတော့အရာမျိုးတွေခံစားခဲ့ရတာမျိုးတွေအများကြီးကြုံတွေ့ခဲ့ရဖို့ပါတယ်ဒါတဖြည်းဖြည်းနဲ့ဒီလိုမျိုးအာရင့်ကျက်လာတဲ့အသက်အရွယ်ရလာတဲ့အခါမှာတော့ဒီအရာတွေကဘယ်လိုပြောရမလဲ နောချိန်နေပြီပေါ့ကြာဘူးနာဝရရှိနောချိန်ဩလာပြန်ပြီပေါ့သိရမလားအဲ့လိုအဲ့လိုပါပဲတမဝါတခုလိုဖြစ်နေဩဒါကိုမမဟုတ်ဘူးဒါလူတိုင်းကရမလားလို့ကတော့ပြောတာပါပဲဆိုတဲ့အရာမျိုးတွေပေါ့လေဟာအရန်ခက်ခဲတာပေါ့အမရဲ့အမညီမရဲ့ဟိုဟိုဘယ်လိုပြောရမလဲကြာရှုံးမှုဝမ်းနည်းမှုတွေကညီမရဲ့ခေါင်းအုံးကအတိဆုံးပဲဒါအိမ်ကိုလည်းပြောလို့မရပါဘူးဆိုတော့ကိုဝမ်းနည်းတဲ့အခါတွေက ဘယ်လိုပြောရမလဲကိုကိုကိုဘေးနားမှာရှိတဲ့သူတွေကကိုယ့်ရဲ့ဝမ်းနည်းမှုတွေကိုပြန်ပြီးတော့ကိုကဝင်မမျှခြင်းကိုယ့်ရဲ့ပျော်ရွှင်မှုအောင်မြင်ခြင်းတွေပဲဝင်မျှခြင်းနဲ့ကိုပြိုလဲလို့ရှိရင်ကိုဘေးနားမှာရှိတဲ့သူတွေကလည်းပြိုလဲမယ်ဆိုတဲ့စိတ်နဲ့ဒီအနုပညာလောကကိုညီမအမြဲတမ်းပြောပါတယ်ရှောက်လန်းလာတာအခုဆိုအရင်တော့၈နှစ်အခုဆိုလို့ရှိရင်၉နှစ် ကိုနှစ်တာဆက်နဲ့ဝင်ကျင်နေပါဖြစ်နေပြီလွယ်လွယ်နဲ့ဒီနေရာကိုရခဲ့တာမဟုတ်တဲ့အတွက်ညီမအယမ်းတန်ဖိုးထားတယ်။ဟောအယမ်းရှင်တတ်တာပေါ့အမြဲတမ်းပြောလိုက်တိုင်းအော်ငါစူးစမ်းမှုနဲ့ငါဒီနေရာရောက်လာရဖြစ်တဲ့အတွက်ငါအမြဲတမ်းလက်မထောင်နိုင်နေဆိုတဲ့စိတ်ကအမြဲတမ်းရှိရပါပေါ့လေ။ဟိုတချို့ဟိုဟိုတခုခုဆိုလို့ရှိရင်အာဘယ်လိုပြောရမလဲ။ဒီစပွန်ဆာကြောင့်ပဲဖြစ်ဖြစ်တယောက်ယောက်ကြောင့်ပဲဖြစ်ဖြစ်နေရာရလာခဲ့ရဆိုရင်တော့တိမ်ငယ်နေရအောင်ပဲတစ်ချိန်ချိန်မှာနာမည်ထွက်ခဲ့ရဆိုရင်တော့အော်သူ့ကြောင့်သူကဒီလိုဖြစ်သွားတာပါအရေးချင်းရှိရမဟုတ်ပါဘူးဆိုတဲ့အဟာတွေက ညီမညီမဘွားမှာဘယ်လိုဘယ်လိုချူဘွားမှာအဲ့လိုဘယ်တော့မှရှိလာမှာမဟုတ်ဘူးအဲ့လိုမျိုးပြောလာခဲ့လို့ရှိရင်လည်းချူကပြန်ပြောနိုင်တယ်ငါငါရေချင်းနဲ့ငါဖြစ်လာတာ လက်ညိုးထိုးပြလေငါ့ကိုဘယ်သူကတင်ပေးလို့လဲဆိုရဲဟာမျိုးတွေချူပြောရဲတယ်ပေါ့ပြောရဲတဲ့တတိရှိရဲပေါ့ဘယ်ရာမစလူတိုင်းကတော့နေရာကောင်းရခြင်းညရဲအောင်မြင်ခြင်းကြရဲအဲ့ဒီပုံမှာမှလက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူတွေရှိရဲချူဆိုလို့ရှင်လည်းအရင်ကတည်းကချူလက်ခံခဲ့လို့ရှင်နေရာတနေရာရနေရွယ်ချူဘလောက်ဒီလောက်ကြီးတိအပင်မခံပြီး10နှစ်တာ9နှစ်တာချူစူးစမ်းနေမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါဘယ်လိုပြောရမလဲလက်ခံတဲ့သူတွေကလည်းဒါသူတို့ဘဝတိုးတက်မှုအတွက်သူတို့လက်ခံကြတာပါပဲဟိုအဓိကက ိုယ့်ရဲ့ခံယူချက်ပေါ်မှာပဲမူတည်တယ်သူတို့ကလည်းသွားပြီးအပြစ်ပြောလို့မှမရတာသူတို့ကလည်းနေရာရချင်လို့အောင်မြင်ချင်လို့အာဒါ ဒီဒီဒီလူတယောက်ကိုဟိုအားကိုးတာပေါ့လေဒါတို့အပြစ်ပြောလို့မရပါဘူးတို့ကတော့အဲ့လိုမျိုးပေါ့နော်ဟိုမမရိုင်းရိုင်းစောစောကားကတော့ချူတုံပြန်มาတော့မဟုတ်ဘူးအဓိကကတော့လူပေါ်မှာပဲမူတည်တယ်ပေါ့နော်လက်ခံတဲ့သူရှိသလိုလက်မခံတဲ့သူရှိမှာပြီးတော့ချူကကြတော့ချူရဲ့ပုံစံကိုကြည့်လို့ရှင်အမျက်နှာထားမာတယ်မာနကြီးတယ်လူတွေကတော့ထင်မှာပဲအချူဆင်ဆရာမာကြီးတည်ရမလားသူကတော့တယောက်ယောက်ရှိမှာပဲဆိုတော့အမြဲတမ်းဒါထင်ခံရတယ်အဲ့ဒီပုံပေါ်မှာချူကလိုက်ပြီးဖြည့်ရှင်းနေမှာမဟုတ်ဘူးဒါချူရဲ့ပုံစံချူအနေ ထားဂျူးရဲ့ပုံစံကဒီလိုမျိုးဖြစ်နေတာပြီးတော့သူကဘယ်လိုပြောမလဲငငယ်တော့ကလည်းအဲ့လိုတငယ်ချင်းတွေပါတယ်အဲ့လိုကြောင်းနေမှာအရင်အနှိမ့်ဆက်ခံရတာများတဲ့အခါကျတော့လူအရန်ကြောက်တတ်တဲ့ထဲမှာပါတယ်နောက်ပိုင်းကျတော့ဒီအမှုပညာအလုံးလုတ်တဲ့အခါကျတော့အဲ့လူကြောက်တဲ့ဒဏ်ကြီးကချူးဘွားအတွက်ဒီမျက်နှာထားမာပါမာတဲ့ဟာအဲ့ဟိုကိုယ်ကာဗာတစ်ခုအနေနဲ့ဖြစ်သွားတာပေါ့နော်အဓိကချူကအဲ့လိုကိုကိုကိုဒီစိတ် မခိုင်နှင်းဝေပြောဘူးတလို့ပဲလူတယောက်ကအဲ့လိုမျက်နှာထားမာတဲ့သူတွေကစိတ်အားအယံငယ်တတ်တယ်။သူတို့ကအဲ့လိုသူတို့သူတို့ရဲ့အတွင်းစိတ်ကိုဖုံးကျင်တငယ်တဲ့စိတ်ကလေးကိုဖုံးကျင်တော့ပေါ့နော်။သူတို့ကြောက်တဲ့စိတ်ကိုဖုံးကျင်တဲ့အတွက်ဒီမျက်နှာထားမာတဲ့ဟာနဲ့ကာဗာလုတ်ထားတာဆိုပြီးမခိုင်နှင်းဝေပြောဘူးတယ်ပေါ့နော်။အဲ့ဒါလေးကိုအယံသဘောကျတယ်။တကယ်တော့ချူရိုးတွေကအပြင်းမှန်းကြည့်လို့ရှင်တာအာဟိုအဲ့လို မာနကြီးရယ်သူကအာဒီ strong ဖြစ်မယ်လို့ထင်တာတကယ်တော့မဟုတ်အရန်စိတ်အားငယ်တတ်တယ်အရန်ဝမ်းနေတတ်တယ်သူများထက်နှစ်ဆပိုပြီးတော့ခံစားလွယ်တဲ့အထဲမှာပါတယ်ပေါ့နော်ချူတို့တွေကဒါနဲ့လည်းအခုချိန်တောက်ပါသွားတာပါနော်အခုချိန်ဒီဟုတ်တယ်ချူဒါပါဖြစ်ဖြစ်အကောင်ဆုံးစ조사နေရတယ်ဒီဒီလိုနေရာလေးတနေရာရလာတဲ့အတွက်လည်းတကယ်ကိုအဲကိုကိုကိုဂုံယူပါရတယ်အတိုင်းမသိလဲဝမ်းသာပါတယ်ဟုတ်